ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အောင်လည်းမင်္ဂလာပါ။ Manchester United အသင်းကဒါဒီနေ့ရာသီရဲ့ပထမဆုံးပွဲပေါ့လေ။အခု Premier League ကပွဲစဉ်9ပွဲမြောက်ဒါသူတို့ Carabao Cup တပွဲအပြီးမှာ Super Bowl 10ပွဲကစားတယ်။10ပွဲမှာပထမဆုံးပွဲ clean sheet ရတယ်။အဲ့ဒါကတော့ဘာဖြစ်လဲဆိုတော့အဲ့ clean sheet ကအခုခိုးသမားအသစ် Sandy Lammers နဲ့အတူရရှိခဲ့တယ်။ So ဒီခိုးသမားနဲ့ပတ်သက်လို့ပေါ့လေဒီ Belgian ခိုးသမားက ဒါတော်တော်ကို quality တချို့ကလည်းဒီပိုခော့ထွာလက်သစ်ဘာညာလို့ပြောထားတာရှိတဲ့အချိန်မှာဒီကိုသမားအမှန်တမ်းပြောတော့ဒီပွဲမှာတော်တော်ကိုကောင်းတယ်ဆိုတော့သူ့ရဲ့ပထမဆုံး debut ပွဲပေါ့လေ debut ပွဲမှာ Manchester United ကိုသမားတယောက်နေနဲ့ total ဘောလုံးထိချက်က52ချက်ထိတယ်52ချက်ဆိုတော့ကိုသမားတယောက်တော့တော်တော်များတယ်အဓိကတော့ United ကဘောလုံးရရင်ကိုသမောက်ပြန်ပေးပြန်ပေးလို့ရှင်မှုံဝမလုပ်ဘူးနော်ကျွန်တော်ပြောချင်တာမှုံဝမလုပ်မသေးချာကောင်ကန်တင်ပြစ်လိုက်အဲ့ဒါကျွန်တော်တို့ကြိုက်ကျွန်တော်တို့ကြိုက်တာရှင်းရှင်းလေးကိုသမောက်တယောက်တက်လာဥမာ unless ပြမန်ဝင်းတော်ရလို့ကိုသမောက်မျိုးဖြစ်တယ်ညတမျိုးပြအဲ့တော့ရတော့ကောင်းတယ်ပြရှင်းရှင်းလေးအဲ့အဲ့လိုမမဟုတ်ဘူးဆိုတော့တောင်းတော့ဆိုဘလို့ Edison နဲ့တမျိုးကျန်တဲ့ကိုသမောက်ရဆိုကျွန်တော်မယုံဘူးဝါမလူလားပဲနဲ့ tricky တွေလုပ်နေဒိန်နဲ့ခောက်တယ်ပါသွားအဲ့လိုမဟုတ်ဘူး तू ကသူ့ကိုဘောလုံးရလိုက်ရှင်ပြန်ပေးလိုက်မယ်တခါလေလောင်းဘောကန်တင်မယ်ကန်တင်နဲ့ဘယံပတာမကန်အောင်လို့ကိုလူရှိရောက်အောင်ကန်တယ်နောက်တစ်ခုက မန်ချက်စတာယူနိုက်တက်ကိုယ်စားလေးအမြဲတမ်းပြဿနာတက်နေတဲ့ထွတ်ထွတ်ဆွဲတဲ့အလုံးတွေလောင်းဖို့ကြလာတာတို့အိရိယာတွေကြလာတဲ့အလုံးတွေအဲ့လိုစန်တလန်3လေးကလာ cross town တဲ့အလုံးတွေကြီးလိုက်ကိုယ်စားထွတ်ထွတ်ဆွဲတာသူအမြဲဥတယ်အဲ့ဒါကသူ့ရဲ့ဟိုဘယ်လိုပြောမလဲရည်သွေးပဲ now ball recover လုပ်တဲ့အပိုင်းမှာစတလုံးတော်ရှိတယ် save က3ချီပထမပိုင်းမှာ granite jack ကတလုံးအပိုင်းဝေးရ lag ကတလုံးဆီးတယ်ဒုတိယပိုင်းမှာတကယ် crucial နှလုံးဆီးတယ်သူ3လုံးဆီးသွားတယ် now ဒါဘယ်လိုပြောမလဲဆိုတော့တကယ်ဒီ တက်ပြီးတော့ high claim လောက်တာနှစ်ကြိမ်ဘာဖြစ်ဖြစ်သူသူ့ရဲ့ debut မှာသူတော်တော်လေးလှုပ်ပြသွားနိုင်တဲ့အခြေအနေမျိုးရှိတယ် rated အဖြစ်တယောက်နဲ့တယောက်တော့မတူဘူးပေါ့လေဒါ man of the match performance မျိုးပြသသွားတယ်ပထမပိုင်းဒီပိုင်းမှာ united ကတော်တော်လေးကောင်းတာမှန်ပေမဲ့ဒုတိယပိုင်းမှာ all about ကဟင်းမယ် him သူကောင်းလို့ပဲကျွန်တော်က united ကတီးတလာကစားဖို့နည်းနည်းကြာသွားတဲ့အချိန်မှာ ဆန်ဒလန်က chance အများကြီးရတယ်ဒါပေမဲ့ကျွန်တော်တို့ကအခု Andre Onana အစပိုင်းမှာရောအသေးတော်တော်များများတဲ့ပွဲမှာကိုးသမားတွေအရင်ချီချူးလူပိုးကစောသေးတယ်အာဒါက Onana စတော့လည်းဒီလိုပါပဲဆိုပြောမှာဆိုတော့ဒါပေမဲ့ပြောချင်တာ looking good ဗျ looking good ပထမပွဲကိုကြည့်တဲ့အခါမှာဆိုပြိုင်ဘက်ကဆန်ဒလန်ဖြစ်တာရေတော့တခုပဲပေါ့လေကျွန်တော်ကတခုပဲဘာလဲဆိုတော့ပြိုင်ဘက်ကဆန်ဒလန်ဖြစ်တာရေနောက်တစ်ခုကအိမ်ကွင်းဖြစ်တာအိမ်ကွင်းဖြစ်တာအဲအဲ့အချက်ကြောင့်ကျွန်တော်တို့သူ့ကို100% ကောင်းဆုံးကိုသမားတယောက်လို့တွားပြီးတန်းပြုတ်လို့မရပါနဲ့တေချာတော့ဒီကိုသမားက promising ကိုသမားတယောက်ဆိုတာအမှန်ပဲ။ဘာလို့ထွက်ဆွဲတဲ့အလုံးတွေ claim လုပ်တဲ့အလုံးတွေတော်တော်ငြိမ်နေဗျ။ဘာမှရှုပ်ရှက်ခက်ပြနေမှရှိဘူး။နောက်တစ်ခုကသူ့ကိုဘယ်ချင်းနဲ့ပေးရင်မဆိုးဘူးနော်။သူဘယ်နဲ့ပေးတဲ့အလုံးတွေတော်တော်များတော်တော်သုံးလေးလုံးတော့ကြည့်တယ်။သူ့လူရှိသူရောက်အောင်ပေးနိုင်တယ်။အဲဟို maybe ဟိုနားနားလောက် comfortable ဖြစ်ချင်မှဖြစ်မယ်။ဒါပေမဲ့ तू လုံးတင်လုံးထိုင်တာလုံးတယ်မလိုလားတဲ့ tricky လုံးနေမလို့နောက်ပြန်ပေးရင်တိတ်ပြီးတော့ဘလုံးတွေပဲတည်ပြီးတော့မလို့တန်းကန်တာ။ အကျွန်တော်ပိဋကတ်ကြီးကျွန်တော်အဲ့လိုမျိုးကျွန်တော်တင်ရကိုယ်တော်မှအဲ့လိုမျိုးပဲကြိုက်တယ်ဒါပေမဲ့ဒီပြတွေကကြိုက်ရှင်မှကြိုက်မယ်ဒါပေမဲ့တေးကြတာတော့ Sunday Lemons က Manchester United ရဲ့ပထမဆုံးပွဲ debut ပွဲမှာ performance ကောင်းကောင်းပြတယ် man of the match performance မျိုးခြေစွမ်းပြခဲ့ပြီးတော့တကယ် crucial crucial ကစားအားတော်တော်လေးတွေ့ရတယ်ဒါ United အတွက်ကိုယ်တော်မှအသစ်လိုနေတဲ့ဆိုတော့ United အတွက်တကယ်အားတက်စရာပဲရှင်းရှင်းလေးပဲကျွန်တော်အထိုက်ပန်းရတဲ့ကိုကြည့်လို့ရှိရင်သူ့ကိုကျွန်တော်တို့ကယုံကြည်ကြည်နဲ့အမြဲတမ်းစိတ်ချရတဲ့ကိုယ်တော်မှတယောက်နေတယ် ။အိုနာနာကြတော့ maybe over confident ဖြစ်သွားတာရယ်။နောက်တစ်ခုက तू ကအရန် sloppy ဖြစ်လုံးနေ။မလိုလားတဲ့လုံးနေလွယ်လွယ်ကူအလုံးနေကိုအရန်လွယ်လွယ်ကူကိုးပေးရတဲ့အလုံးနေ။ဒါပေမဲ့ Manchester United အတွက် right goalkeeper လို့ပြောရမယ် potential မျိုးစိတ်ကြည်စင်တဲ့ performance မျိုး now ဒီကိုးသမားကငါတို့အတွက်စိတ်ချရပါတယ်ဆိုတဲ့ခံစားမှုမျိုးပေးနိုင်မယ့်ကိုးသမားတစ်ယောက် ရသွားဖို့အချိန်နေကောင်းနေတယ်။ Sunderland တပွဲတည်းနဲ့ကျွန်တော်ပြောပေးမယ်။ Anfield ကိုသွားတဲ့အခါမှာ Anfield Queen ကိုသွားပြီး Liverpool နဲ့သွားတဲ့အခါမှာပြဘလို့ performance တွေပြရမယ်။အဲဒါတွေကသူ့အတွက်အရေးပါတော့အဲ့ပွဲက tough game cross တွေ cross တွေအများကြီးလာမယ်။ထောက်ကံပေါ်တွေအများကြီးလာမယ်။ပြိုင်ပွဲရဲ့ opposition က detail quality အမြင့်အကြီးနဲ့ကစားရမယ်။နောက်အဝေးကွင်းသွားကစားရမယ်အချိန်နေ။ဆိုတော့ဒါအခုလောလောဆယ်မှာတော့ Sandy Lemon က United အတွက်တော့အခုလောလောဆယ်တော့ပထမပွဲ debut မှာပေးသက်တဲ့မျက်စိချစရာ performance မျိုးပြသခဲ့တာပါ။အားလုံးကျေးဇူးတင်ပါတယ်။